مفتي زفر أحمد Official Channel أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم وإذ قال موسى لقومه إن الله يأمركم أن تذبحوا بقرة قالوا أتتخذنا هزوا قال أعوذ بالله أن أكون من الجاهلين قالوا ادع لنا ربك يبين لنا ما هي قال إنه يقول إنها بقرة لا فارض ولا بكر عوان بين ذلك ففعلوا ما تؤمرون قالوا ادع لنا ربك يبين لنا ما لونها قال إنه يقول إنها بقرة صفراء فاقع لونها تسر الناظرين <applause> آيات نمبر 66 آو شنبيا بيدا بيبي အခုအာယတ်နံပါတ်69ကနေစမှာဖြစ်တယ်အရှိမတောက်လျှောက်ပြောလာနေတာကဣသရေလလူမျိုးတွေပေါ့တမန်တော်ယာကုဘအလိုင်းစလာမ်ရဲ့တားဆင်မြည်တဲ့မြေးဆက်ဖြစ်တဲ့ဣသရေလလူမျိုးတွေဒီဣသရေလလူမျိုးတွေဟာအလောရှင်မြတ်သူတို့ဘုံမှာဘလောက်ထိအောင်နိမတ်တွေတိုက်ရိုက်ချီးမြှင့်ထားသလဲအဲ့လိုချီးမြှင့်ထားတဲ့နိမတ်တွေကိုလည်းပဲသူတို့ဘယ်လိုပုံစံအလွဲသုံးစားတွေလုပ်သလဲပြီးရင် ဘယ်လိုပုံစံမျိုးကပြက်ကကြော်တွေနောက်ပိုင်းဖြစ်ကုန်ကြသလဲဆိုတဲ့အကြောင်းအရာတွေပဲဒီမှာတောက်လျှောက်အလောရှမြက်ကပြင်ပြောင်းပြောပြနေတာဖြစ်တယ်။ဒါရှေးရခင်ကလောက်ခဲ့တဲ့ဣသရေလလူမျိုးတွေရဲ့တမိုင်းကြောင်းတွေကိုတမန်တော်ခင်မှာရှိနေတဲ့ဂျူးလူမျိုးတွေဣသရေလလူမျိုးတွေကိုအလောရှမြက်ကနေနောက်တစ်ချိန်ပြန်ပြောပြနေတာ။တမန်တော်ဗဇက်ကနေပြီးတော့နှုတ်ကနေပြီးတော့ဒါတွေကိုပြန်ပြောခိုင်းနေတာ။ဒီလိုပြန်ပြောရင်ဘာဖြစ်မလဲဆိုတော့ဣသရေလလူမျိုးတွေဟာတမန်တော်ကိုယုံကြည်တဲ့လူတွေယုံလာနိုင်အောင်ဆိုပြီးတော့မှ ဒီပုံစံမျိုးနဲ့တမန်တော်နှုတ်ကနေထုတ်ပြီးတော့မှပြောခိုင်းနေတာအဲ့တော့အစ္စရေလလူမျိုးတွေကိုတသက်လုံးတောက်လျှောက်တခြားသူတွေထက်ကိုအမွန်မြတ်ဆုံးမျိုးနွယ်စုဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးနဲ့အလောင်းရှင်မြတ်ချီးမြှင့်ခဲ့တဲ့ယေရှုတော်တွေကိုဒီမှာပြောလာနေတာအဲ့ဒီထက်ကနေဒီမှာဦးနောက်တာဂန္ဓာတစ်ခုလာနေတယ်ဒီမှာကျတော့ဘာအကြောင်းအရာပြောနေတာလဲဆိုတော့အစ္စရေလလူမျိုးတွေကိုသူတို့ခေတ်အဲ့ဒီတမန်တော်မူဆာအလိုင်ဆလမ်ရှိနေတဲ့ခေတ်မှာပဲ အဲ့ဒီခေတ်မှာပဲဘာဖြစ်သွားသလဲဆိုတော့အရက်ထဲမှာလူသတ်မှုတစ်ခုဖြစ်သွားတယ်လူသတ်မှုတစ်ခုဖြစ်သွားတယ်ဆိုတော့ဒီလူသတ်မှုမှာဒီလူသတ်မှုကဘယ်သူတတ်တာလဲဆိုတာကိုဖော်ထုတ်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူတို့ဘလို့မမလုံနိုင်တော့မလုံနိုင်တော့ဆိုတော့နဗီဖြစ်တယ်တမန်တော်မူဆာလေးဆလမ်ဒီကိုလာတယ်လာပြီးတော့ဘလို့လောက်ရမလဲဆိုပြီးတော့ပြမေးတယ်မေးပြီးတော့ဘာပြောလဲဆိုတော့အလ္လာဟ်စီမှာမေးပြီးကျွန်တော်တို့ဘလို့လောက်ရမလဲဆိုပြီးတော့ဒီလိုမျိုးပြောတဲ့ချိန်မှာအလ္လာဟ်ရှင်မြတ်ဘက်ကနေပြီးတော့နွားတကောင်တတ်နမတကောင်ကိုတတ်လိုက် နမတကောင်ကိုဇဘာလို့ကော်ဘာနီလို့အဲ့လိုလို့လှုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီနမအနေရှိတဲ့အသားတုံးနဲ့တေသွားတဲ့သူရဲ့အသားကိုသွားထိလိုက်ထိလိုက်လို့ရှိရင်ဟိုလူထလာလိမ့်မယ်တေတဲ့သူကပြန်ရှင်လာလိမ့်မယ်ရှင်လာပြီးပြီဆိုရင်သူ့ဘသူတတ်တယ်ဆိုတဲ့ဟာကိုသူပြောပြလိမ့်မယ်အဲ့တော့အဲ့ဒီလိုမင်းတို့လှုပ်လိုက်ဆိုပြီးတော့မှဒါနဗီကနေပြီးတော့အလတ်စီမှာမေးတယ်မေးတော့အလောင်းရှင်မြတ်ချပေးတဲ့အချိန်နဗီကသူတို့ပြန်ပြောပြတယ်ပြောပြတဲ့အချိန်မှာသူတို့ကနေပြီးတော့မှစောရကတဲ့ဟောဒါအိဗေမှာမရှိတာဟောခင်ဗျာကျွန်တော်တို့လာပြီးတော့ ခေါင်းဆားနေတာလားလာလှောင်နေတာလားလာရွဲ့နေတာလားဆိုပြီးတော့ဒီလိုပုံစံမျိုးတွေစကားပြောတယ်ပေါ့အဲ့တော့အဲ့ဒီကိစ္စတွေကဘယ်လိုတွေဖြစ်တာလဲနောက်ဆုံးထိအောင်ဘာတွေဖြစ်ခဲ့တာလဲဆိုတဲ့ဟာတွေကိုဒီနေရာမှာအခုအလောရှင်မြတ်ကနေဆက်ပြီးရှင်းပြနေတယ်ဝအီဒ်ကောလာမူဆာလီကောမီဟီတမန်တော်မူဆာအလိုင်ဆလမ်ရဲ့မျိုးနွယ်စုဝင်တွေဆိုလိုတာတမန်တော်မူဆာလည်းအစ္စရေအစ္စရာအီလီလူမျိုးပဲအစ္စရေလူမျိုးပဲအဲ့တော့အစ္စရေလူမျိုးပဲဆိုတော့ မျိုးနွယ်အမျိုးသားတွေဟာတဲ့မျိုးနွယ်စုဝင်တွေဟာတမန်တော်မူဆာကိုလာပြီးတော့ပြောပြတယ်အင်နလောဟယမုရကုမ်အန်တဇဘာဥဘကာရာတမန်တော်မူဆာအလိုင်ဆလမ်ကမိမိရဲ့မျိုးနွယ်စုကိုပြောတယ်မင်းတို့ရဲ့ဒီကိစ္စပြေလည်ခြင်းလေဆိုရင်အလောရှင်မြတ်ကမင်းတို့ကိုနွားတကောင်ကော်ဘာနီလောက်ရမယ်နွားတကောင်လဲလှီးရနမတကောင်လဲလှီးရမယ်ဆိုပြီးတော့အလဘကနေဗျာဒိတ်တော်မူတယ်ဝဟီချပေးတယ်ဆိုပြီးတော့အဲ့ဒီလိုမျိုး ပြောတယ်ပြောတဲ့အချိန်မှာ မျိုးနွယ်စုဝင်တွေကဘာပြောကြလဲဟောလူအတတခိဒုနာဟုစုဝါဘာကျွန်တော်တို့လာပြီးတော့မှလှောင်နေတာလားတဲ့ဒါကျွန်တော်တို့ပြည့်ရဲ့ပြုတ်နေတာလားကြီးစဲနေတာလားနောက်နေတာလားဆိုပြီးတော့ဒီလိုပုံစံမျိုးတမန်တော်မူဆာအလ္လာဟ်ကိုပြန်မေးတယ်ပေါ့ဘာဖြစ်လဲလဲဆိုတော့လူတေသွားတဲ့ဟာကိုခုနပြောသလိုမျိုးနမတကောင်တက်လိုက်တက်လိုက်လို့ရှိရင်နမထွက်လာတဲ့အသားတုံးနဲ့လူတေကိုထိလိုက်ထိလိုက်လို့ရှိရင်ဟိုလူပြန်ထလာမယ်ထလာပြီးရင်ခင်ဗျားတို့ကို ဘသူတတ်တာလဲဆိုတာပြောပြမယ်ဆိုတဲ့ဟာကတအုံတော်နဲ့စဉ်းစားကြည့်ရင်ဘလို့မှမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတော့တို့ကဒါကိုဘာပြောလို့ဆိုတော့ဒါအတိတ်ပဲမရှိတဲ့အလုပ်ကြီးဆိုတဲ့ပုံစံမျိုးနဲ့နဗီကိုတို့ကတအံ့တောနဲ့မေးတာပေါ့မေးတော့ကောလာတမန်တော်မူဆာအလัยဟ်စလမ်ကပြန်ဖြေတယ်အာဥဇုဘီလာအလ္လာဟ်ထံတော်ဘောမှာငါကိုလုံဝင်တောင်းခံတယ် ဆိုလိုတာကမင်းတို့ကငါ့ကိုမသိလို့မဆာလာလာမေးတယ်ငါကမင်းတို့ကိုမဆာလာဖြေရမယ့်နေရာမှာမဆာလာမဖြေဘဲနဲ့မင်းတို့ကိုငါကပေါက်တက်ခဲ့ရလမ်းစဉ်တစ်ခုချပြပေးရမှာလားအဲ့ဒီလိုပုံစံမျိုးဒါအလိုက်ထန်တော့ပေါ့မှာဒီလိုအဖြစ်ဆိုးမျိုးနဲ့ငါခူလုံဝင်တောင်းခံတယ်ဆိုလိုလားငါနဗီတပါနဗီတပါမင်းတို့ကိုဘာမှဒီကိစ္စနဲ့ပတ်သက်ပြီးတော့လောင်စရာအကြောင်းမရှိဘူးအန်အကူနာမီနယ်ဂျာဟီလင်အကဲငါသာမင်းတို့အဲ့လိုမျိုးလှောင်မယ်ဆိုလို့ရှိရင်ဒီအလောက်ကဒါပညာမဲ့သူတယောက်ရဲ့အလုပ် ပညာမတတ်တဲ့သူပညာမဲ့တဲ့သူတွေကသာသူတို့နားမလဲတဲ့အရာကိုသူများတွေကိုဘာဖြစ်မလဲဆိုလို့ရှိရင်သူများတွေကိုဘာဖြစ်မလဲဆိုရင်ဒီလှောင်နေဆိုတာမျိုးဖြစ်မှာငါကအကုန်နားလဲနေတယ်ငါကနဗီတပါအလ္လာဟ်ဘက်ကနေဝဟီချပေးထားတယ်အဲ့ဒီဝဟီချပေးထားတယ်ဆိုတော့နားလဲနေတဲ့သူတယောက်ကမင်းတို့ငါဒီတိုင်းပြောပါမလားအဲ့ဒီလိုမျိုးပြောတယ်ဆိုတဲ့အဖြစ်မျိုးကနေငါအလ္လာဟ်ထံတော်ဘုရားမှာကိုလုံးဝင်တောင်းခံတယ်ဆိုပြီးတော့ ီလိုပုံစံမျိုးတမန်တော်မူဆာအလ္လာဟ်စလမ်ကပြန်ဖြေရောဖြေတဲ့အချိန်မှာသူတို့ကဘာပြောလဲဆိုတော့ကောလဒူလနာရဘကယူဘယ်လနာမာဟီကဲဟုတ်ပြီနွားတကောင်နမတကောင်တတ်ဆိုတာတော့မှန်ပြီဒါပေမဲ့အဲ့နမဘလို့အမျိုးအစားဖြစ်ရမှာလဲဘယ်လိုအမျိုးအစားဖြစ်ရမှာလဲဘယ်လိုအင်္ဂါရက်တွေရှိရမှာလဲဘယ်လိုကြံ့ရင်လက္ခဏာတွေရှိရမှာလဲဆိုပြီးတော့စောရကတက်တယ်အော်စောရကတက်တော့ဘာပြောလဲကောလူ မျိုးနွယ်စုဝင်တွေကတမန်တော်မူဆာအလိုင်းစလမ်ကိုရှောက်ထားကြတယ်ဥဒူလနာရော့ဘက်အလ္လာဟ်စီမှာဒူအာလေးထပ်တောင်းပါအောင်ယူဘယ်လနာမာဟီအဲ့ဒီနာမဘလုံနာမမျိုးဖြစ်ရမှာလေနည်းနည်းတော့ကျွန်တော်တို့ထပ်ရှင်းခိုင်းပေးပါအောင်နဲ့ဆိုပြီးပြောတယ်ဟောလာအဲ့ဒီချိန်မှာ တမန်တော်မူဆာလေးဆလမ်ကအလ္လာဟ်ကြီးကိုဒူအာတောင်းတယ်ဒူအာတောင်းတော့အလောင်းရှင်မြတ်ဘက်ကနေဝဟီချပေးတယ်ဝဟီချပေးတော့တမန်တော်မူဆာလေးဆလမ်ကမျိုးနွယ်စုဝင်တွေကိုပြန်ပြောတယ်အင်နဟူယကူလအလောင်းရှင်မြတ်ကမိန်တော်မူတယ်အင်နဟာဘကရတုလာဖာဒီဒွန်ဝလာဘိကရွန်ဒီနမဘယ်လိုနမဖြစ်ရမလဲဆိုလို့ရှိရင်အရန်ဩသွားပြီဆိုတဲ့နမမျိုးလည်းမဖြစ်ရဘူးအိုမင်းရင်ရောသွားပြီဆိုတဲ့နမမျိုးလည်းမဖြစ်ရဘူးဝလာဘိကရွန်လုံးဝမရန် ်အခုမှအပြူပေါ်ဝင်ကာစဖြစ်တဲ့မရန်အဲ့လိုမရန်မျိုးလေးတွေမဖြစ်အောင်ဆိုလိုတာအဲ့နှစ်ခုရဲ့ကြားမှာအဝါနွန်ဘိုင်နာသာလေးအဲ့ဒီနှစ်ခုရဲ့အကြားမှာဖြစ်ရမယ်ဆိုလိုတာကတကြီးအိုမင်းသွားတဲ့နမမျိုးလည်းမဖြစ်ရဘူးနောက်ပြီးတော့မနေ့တနေ့မှာအရွယ်ရောက်ပါတယ်ဆိုတော့အဲ့ဒီလိုနမမျိုးလည်းမဖြစ်ရဘူးအဲ့ဒီနှစ်ခုရဲ့အကြားမှာဖြစ်ရမယ်ဆိုပြီးတော့အလ္လာဟ်ဘက်ကနေဒီလိုမျိုးရှင်းပြတယ်ဖဖအလူမာတုမာရွန်ရောမင်းတို့ကို ဘယ်လိုနမမျိုးလောက်အောင်လဲလောက်အောင်မဲ့ပုံစံတိုင်းခိုင်းထားတဲ့အတိုင်းပဲမင်းတို့သွားပြီးတော့အဲ့ဒီနမကိုလဲလှီးလိုက်ကြပါဆိုပြီးတော့အလတ်ဘက်ကနေပြီးတော့မိန်တော်မူတယ်။အဲ့ဒီလိုမိန်တော်လဲသူတို့ကချက်ချင်းသွားပြီးမလုလိုက်ဘူးစောရကထတ်တက်တယ်။ပရမဂရေကသူတို့ကိုတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဆလမ်ကဟာဒီသ်တော်မှာမိန်တော်မူထားတယ်။အစ္စရေလလူမျိုးတွေဟာသူတို့နွားတကောင် ဇဘာလုံနမတကောင်ဇဘာလုံပါလို့ပြောတဲ့အချိန်မှာသူတို့သွားပြီးတော့မှနမတကောင်တော်ယုံတန်ယုံနမတကောင်လောက်ဇဘာလုံလိုက်လို့ရှိရင်လေကိစ္စကပြတ်သွားမယ်ဒါပေမဲ့သူတို့ကအဲ့လိုမျိုးမလုပ်ဘူးမလုပ်ဘဲနဲ့အမျိုးမျိုးစောရကဘောစောရကစောရကဘောစောရကဘိုလ်လိုမဖြစ်ရဘူးလားဒီလိုမဖြစ်ရဘူးလားဘာဖြစ်ရမှာလဲဟိုလိုဖြစ်ရမှာလားဒီလိုဖြစ်ရမှာလားဆိုတော့အဲ့ဒီလိုပုံစံတွေစကားပြောတယ်ပြောတဲ့ပုံမှာအလောင်းရှင်မြတ်ကနေပြီးတော့မှသူတို့ကိုသူတို့ပူပူခဲရခဲစစ် မေးလေအလဘကလည်းသူတို့ပူပူပြီးခဲရခဲစစ် ဖြစ်အောင်ပူခိုင်းလေအဲ့ဒီလိုပုံစံမျိုးနဲ့အလကနေသူတို့ကိုတန်ခတ်တော်မူတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့သိတဲ့တဲ့အရာတကူကပါလဲဆိုရင်ဒီနေ့ကျွန်တော်တို့ကဘာတစ်ခုလုံးမှာသင်ကြားရေးပညာမှာ critical thinking ဆိုတာတကူရှိတယ် critical thinking ဆိုတာရှိတယ်နောက်ပြီးလို့ရှိရင်ဒီ360 degree 360 degree စဉ်းစားခြင်းပေါ့360 degree ပတ်လည်စဉ်းစားခြင်းဆိုတဲ့ဒီလိုအရာတွေပေါ့အဲ့တော့ဒီလိုအရာတွေဟာတခုခုဆိုရင်မရရအောင်စောရကတက်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 အဲ့ဒီလိုပုံစံမျိုးတွေ ဒါကဘာတစ်ခုလုံးမှာကိုကဒီ critical thinking ကဒါဘာသာရပ်တစ်ခုလိုပုံစံမျိုးဖြစ်လာနေတယ်အဲ့ဒီ critical thinking ဆိုတာပေါ့ပတ်လည်စဉ်းစားရမယ်အရာရာကိုပတ်လည်စဉ်းစားရှုထောင့်အကုန်စဉ်းစားဖြစ်နိုင်နေမြတ်ဆိုရှုထောင့်နေအကုန်စဉ်းစားဆိုပြီးတော့ဒီလိုပုံစံမျိုးဟာလုတ်တဲ့နီလန်ဒီ formula ဘယ်ကလာလဲမင်းအဲ့ဒီ israeli လူမျိုးတွေစီကနေပဲလာတာဖြစ်တယ်အဲ့တော့ဒီ israeli လူမျိုးတွေဟာသူတို့ကတော့ဘာပြောကြတယ်လဲဆိုလို့ရှိရင်ငါတို့ဟာဟာကွက်မရှိအောင်အလုပ်လုပ်တာဒီကိုဒီလိုမျိုး စောရကတွေတက်တယ်ဆိုတာကအလုပ်တစ်ခုခုလုပ်မယ်ဆိုရင်ဟာကွက်မရှိအောင်လုပ်တယ်ဆိုပြီးပြောတယ်အဲ့တော့အဲ့ဒီလိုစောရကမတရားတက်ခြင်းဟာဒါအလောရှိမြတ်မှတ်နေတဲ့တော့အရာပဲတခြားဟာဒီဆိုတခုမှာတမန်တော်မြတ်ဆောလလာလေဆလမ်ကမိန့်တော်မူထားတယ်မွတ်စလင်တယောက်ဟာကလ်ဂျမလီလ်အန်နီဖီယင်တဲ့ကလအုပ်မကလအုပ်လို့ဖြစ်ရမယ်ယင်ပါတဲ့ကလအုပ်လို့ဖြစ်ရမယ်ဆိုလိုတာဟိုက်ဆူမာကီဒအင်ကာဒာသူဘယ်ဘက်ပဲဆွဲသွားဆွဲသွားလွယ်လွယ်လေးသူလိုက်သွားရမယ်ဆိုလိုတာက flexible လို့ခေါ်တဲ့လိုက်ရောညီထွေမှုဖြစ်ရမယ် ပြီးသွားပြီဆိုလို့ရှိရင်သူကဒါဒီလိုလှုပ်လိုက်ပါလို့ပြောရင်ဟုတ်ကဲ့ဆိုပြီးတော့လှုပ်ပြီးသားဖြစ်နေရမယ်။နာခံပြီးသားဖြစ်နေရမယ်။အဲ့ဒါမှသာလျှင်မွတ်စလင်လို့ခေါ်တာ။မွတ်စလင်ရဲ့အတိတ်ဘယ်ကောကအမိန်နာခံသူ။ဒါပေမဲ့အစ္စရေးလူမျိုးတွေကကြတော့အဲ့ဒီလိုမျိုးမဟုတ်ဘူး။သူတို့ကဒါဒီလိုလှုပ်ပါပြောရင်ဟိုလိုလှုပ်ရောမရဘူးလား။ဒီလိုလှုပ်ရောမရဘူးလား။ဒါကဘာဖြစ်လို့ဒီလိုပဲလှုပ်ရတာလဲ။တခြားပုံစံကဘာဖြစ်လို့လှုပ်ခွင့်မရှိရတာတုံးဆိုတဲ့အဲ့ဒီလိုပုံစံစောရကပေါ်စောရကစောရကပေါ်စောရကအဲ့ဒီလိုစောရကပေါ်စောရကတက်တာက ဟာဒီသ်တော်ထဲမှာတမန်တော်မြတ်ဆလ္လာလာဟ်အလัยဟိဆလမ်ကမိန့်တော်မူထားတယ်။အဲ့ဒီလိုလူမျိုးလူမျိုးစုစုကိုအလာကဖျက်ဆီးခြင်းပြီးတုံးမို့လူတယောက်ကိုအလာကဖျက်ဆီးခြင်းပြီးဆိုတဲ့အခါကျရင်အဲ့ဒီလူကိုအလောရှိမြတ်ကသူ့ရဲ့ဗီဇထဲမှာစောရကတက်တဲ့ဗီဇကိုထည့်ပေးလွတ်လိုက်တယ်။အဲ့တော့စောရကတက်တဲ့ဗီဇကိုထည့်ပေးလိုက်ပြီးဆိုတဲ့အခါကျရင်အဲ့ဒီလူကအမျိုးမျိုးစောရကတက်ရင်တက်ရင်တက်ရင်နဲ့သူ့ရဲ့အလုပ်ကိစ္စတွေအားလုံးကဇရားတွေရှုပ်ကုန်ရောပြီးရင်အရှိကိုမရောက်တော့ဘူး။ အဲ့တော့အဲ့ပြီးသွားပြီဆိုတဲ့အခါကျလို့ရှိရင်ဒါအလာမနစ်တက်တဲ့ပုံစံကိုအလုပ်လုပ်တဲ့တကြောင်မလို့သူ့ကိုအလောင်ရှင်မြတ်ကအာစာဖြပြီးတော့ဖြက်စီးပြစ်တော်မူတယ်။အဲ့တော့အစ္စရေးလူမျိုးတွေမှာလည်းဒီပြဿနာပဲ။အဲ့တော့ဒီ critical thinking လို့ခေါ်တဲ့ဒီ360 degree ပတ်လည်စဉ်းစားခြင်းဆိုတဲ့ဒီအရာတွေအားလုံးကဘယ်ကနေလာလဲဆိုရင်အစ္စရေးလူမျိုးတွေကြီးကနေလာတယ်။ဆိုတော့သူတို့ပြောတာကဘာယူရချက်နဲ့ပြောတယ်လဲဆိုရင်ဟာကွက်မရှိအောင်လုပ်တယ်လို့ပြောတယ်။အဲ့ဒီဟာကွာမရှိအောင်လို့ငါတို့ကဒါတွေကိုအသေးစိတ်စစ်စစ်တာဆိုပြီးတော့ဒီလိုမျိုးပြောတယ်အဲ့တော့ အဲ့ဒီလိုမျိုးဟာခွက်မရှိအောင်စစ်စစ်လေးလူကဗျာများလာလေလေပဲဗျာများလာလေလေဖြစ်ပြီးတော့မှနောက်ပိုင်းကျရင်လှုပ်တဲ့လှုပ်ထိုက်တဲ့အရာကိုမလှုပ်ဘဲနဲ့မလှုပ်တဲ့မလှုပ်ထိုက်တဲ့အရာကိုသွားပြီးတော့မှလုံမိသွားစေတယ်အဲ့ဒါကလမ်းလွဲသွားခြင်းရဲ့ပထမဦးဆုံးတော့အကြောင်းရင်းပဲအလွန်အင်မတားမှကြီးမားလာတဲ့လမ်းလွဲစေတဲ့အကြောင်းအချက်ပဲဒါကဟာဒီစ်တော်မှာလည်းတမန်တော်မြတ်အလွန်အင်မတားမှတားမြစ်ထားတယ်ဆဟာဘာတွေတမန်တော်မြတ်ခင်မှာအလ္လာဟ်ရှင်မြတ်ကနေဟာဂျ်ကအမိန့်ချပေးလိုက်တယ်အတင်တို့ဘုံမှာဟာဂျ်လုပ်ဖို့တာဝန်ရှိတယ်ဆိုပြီးတော့ တမန်တော်မြတ်ကအလောင်ရှင်မြတ်ကမိန်တယ်မိန်တော်တမန်တော်ကအဲ့ဒီအမိန်ကိုလူတွေကိုဖတ်ကြားပြတယ်ဖတ်ကြားပြတဲ့အချိန်မှာပေါဝန်းကျင်မှာရှိနေတဲ့ဆွာဟာဘာတွေကပြင်ပေးတယ်အိုးအလတ်ရဆူးလေကျွန်တော်တို့ကနှစ်တိုင်းလောက်ရမှာလားတောင်းမို့တက်တက်မှာတစ်ခါပဲလောက်ရမှာလားဆိုပြီးတော့ဒီလိုမျိုးမိန်ပြန်ပြီးတော့မေးတယ်ပေါ့အဲ့လိုလိုပြန်မေးတော့တမန်တော်မြတ်မျက်နာတော့ပဲပြက်ပြီးတော့မှတော်တော်ဒေါကံပေါ့ဒေါကံသွားတော့ဆွာဘာတွေကလည်းအာနေနဲ့တဘောပေါက်သွားတယ်အာတမန်တော်မြတ်ဒေါကံနေပြီဒေါကံနေပြီဘာမှမပြောနဲ့အဲ့တော့တမန်တော်မြတ်ကဆက်ပြီးတော့မှမိန်တယ် မင်းတို့ငါဘယ်အတိုင်းပြောတယ်ပြောရင်ပြောတဲ့အတိုင်းလေးပဲမင်းတို့ထားလဲငါ့ကိုလာပြီးတော့စောရကတွေထပ်ပြီးတော့မတက်နဲ့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ရဲ့အရင်မှာရှိခဲ့တဲ့မျိုးနွယ်စုဝင်တွေမှာလည်းပဲအဲ့ဒီလိုမျိုးစောရကအလီလီတက်ရင်တက်ရင်နဲ့ပဲတို့တွေလမ်းလွဲကုန်ကြတာဆိုပြီးတော့အဲ့ဒီလိုပုံစံမျိုးတမန်တော်ဘက်ကပြန်ပြေးအဲ့တော့တမန်တော်ဟာဒေါသပြေသွားပြီးတဲ့ချိန်မှာနောက်နောက်တစ်ချိန်ကျတော့တမန်တော်ဘက်ကနေပြန်ပြီးတော့မိန်ကုန်းပြောတဲ့ချိန်မှာဆွာဘာတွေကိုပြန်ပြောကြတယ် ငါကမင်းတို့ကိုဟတ်လှုပ်ပါလို့ပြောတဲ့ချိန်မှာမင်းတို့ဘာဖြစ်လို့လာပြီးတော့မှငါ့ကိုနှစ်တိုင်းလှုပ်အောင်မလာတသက်မှာတစ်ခါပဲလှုပ်အောင်မလာတစ်ခါလှုပ်ရင်ပြီးပြီလားဆိုပြီးတော့အဲ့လိုတွေမေးတာလေတဲ့အကယ်၍မင်းတို့အဲ့လိုမေးတဲ့ချိန်မှာငါနှစ်တိုင်းလှုပ်အောင်မအေးဆိုပြီးတော့အေးဆိုပြီးတစ်ချက်ခေါင်းညှိနှိုင်းလိုက်မယ်ဆိုလို့ရှိရင်မင်းတို့ပုံမှာဟတ်ကနှစ်တိုင်းဖာရတ်ဖြစ်သွားလိမ့်မယ်အဲ့ဒီလိုနှစ်တိုင်းဖာရတ်ဖြစ်သွားပြီးရင်နှောင်ကြရင်မင်းတို့အဲ့ဒီအလုပ်ကိုလှုပ်နိုင်ပါလေမဟုတ်ဘူးဆိုပြီးတော့တမန်တော်မြတ်ကနေပြန်ပြီးတော့မှမိန်တော်မူတယ်ပြီးတော့တမန်တော်မြတ်ကဆက်မိန်တယ် မင်းတို့အရင်အွန်မတ်တေကတော့ဣသရေလလူမျိုးတွေဘယ်လိုပုံစံမျိုးနဲ့စောရကတွေအလီလီတက်ခဲ့ကြလဲအဲ့ဒီလိုပုံစံမျိုးတွေမတက်နဲ့ဒါလှုပ်လိုက်လို့ပြောရင်ဘတ်အဲ့ဒါထားပြီးသွားလှုပ်လိုက်အဲ့ဒါဆိုရင်ဘာမှမခဲရင်ဘူးအဟိုလိုဖြစ်မလားဒီလိုဖြစ်မလားအယိုးများတယ်ကြီးခါတယ်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုပြီးတော့စောရကအမျိုးမျိုးတက်နေတယ်ဆိုလို့ရှိရင်တော့အလဘက်ကနေအမိတ်တွေကတဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်အဲ့ဒါလိုလာရင်လာရင်နဲ့မင်းတို့နောင်ဘယ်တော့ရေရှည်လုပ်နိုင်မှာမဟုတ်တော့ဘူးအဲ့တော့ဣသရေလလူမျိုးတွေမှာလည်းအဲ့ဒီပြဿနာပဲဖြစ်ခဲ့တာပဲသူတို့ဒီအမျိုးမျိုး ပို့ပြီးတော့မှဟိုဟာကွက်မရှိအောင်အလုပ်လုပ်တယ်လို့ပြောပြီးတော့အဲ့ဒီဟာကွက်မရှိအောင်လှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းကနေပြီးတော့ခုနပြောသလိုမျိုးပဲသူတို့ရေရှည်မလုပ်နိုင်တဲ့အလုပ်တွေကိုသူတို့ကလက်ခံလိုက်ကြတယ်လက်ခံလိုက်ပြီးတဲ့နောက်ပိုင်းမှာတတ်တက်လုံးရေရှည်ကြတော့သူတို့သားစဉ်မြေးဆက်တွေမှာမလုပ်နိုင်တော့မလုပ်နိုင်တော့နောက်ပိုင်းကျတော့အလိုက်ရအစားကြရဲဂရီချိုးဖောက်တဲ့အတွက်ကြောင့်မလို့အဲ့တော့ဒါဒီ critical thinking ဆိုတာဒီနေ့ critical thinking ဆိုတဲ့ဟာကို တင်ထားပြီးသွားပြီဆိုရင်အဲ့ဒီလိုသားသမီးရအိမ်မှာမိဘတွေနဲ့လည်းဘယ်တော့မှအဆင်မပြေတော့ညီကိုမောင်နှမတွေနဲ့လည်းဘယ်တော့မှအဆင်မပြေတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အိမ်ဒီမှာတည်တယ်မိဘအလုပ်တခုခိုင်းလိုက်တယ်ဆိုရင်သားသမီးတွေတမဒီတယောက်ကိုခိုင်းလိုက်ရင်ဟိုကောင်ထပြီးချက်ချင်းဆိုသလိုအုံအုံအုံဆိုပြီးတော့လှုပ်လာပေးလိုက်တယ်နည်းနည်းပါးပါးလွဲတာလည်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီနည်းနည်းပါးပါးလွဲလဲမိဘကလက်ခံပေးတယ်အိုကေဒါလေးကဒီလိုလှုပ်လိုက်တဲ့သားရေနောက်တစ်ခေါက်ကျရင်ဒီလိုမလှုပ်သင့်ဘူးဒီလိုလေးလှုပ်သင့်ပါတယ်ဒီလိုရှင်းပြလိုက်တယ်ပြီးသွားပြီဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ဒီနေ့ TikTok တွေပေါ်မှာရော YouTube တွေပေါ်မှာရောနေရာတကာမှာဗီဒီယိုအတိုလေးတွေတွေ့နေတာပဲလေအဲဇပွဲတို့ကလာတယ်လာတဲ့အချိန်မှာပိုင်ရှင်နေပြီးတော့မှဟိုဗာလဲဧည့်သည်ကနေပြီးတော့မှသူစားခြင်းတဲ့အရာတခုပြောတယ်ပြောပြီးဆိုရင်ဟိုအနေယူမှာလားဒီအနေယူမှာလားအမဟုတ်ဒီအနေယူမှာဒါနဲ့ဒါနဲ့ယူမှာဆိုရင်ဒီလိုလုပ်မှာလားဟိုလိုလုပ်မှာလားအဟိုလိုလုပ်မှာဆိုမဟုတ်အဲ့ဒါဆိုရင်ဒီဟာရောဒီလိုလုပ်အောင်မှာလားဒီလိုလုပ်အောင်မှာလားမဟုတ်ဘူးလားမလုပ်ဘူးလားဆိုတဲ့ဒီလိုပုံစံမျိုးတွေဆောရကတက်တော့ နားထောင်ရတဲ့သူကကြာလိုင်းထပြီးတော့ပါပိတ်ရခြင်းတဲ့စိတ်ကိုပေါက်လာတော့တယ်အဲ့တော့ဒါဟာဒါမိဘတွေကိုယ်တိုင်ကိုယ်ကလည်းပဲဒါတွေကိုမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ဒါလူသားမှလည်းဘယ်သူမှဒါကိုမကြိုက်ဘူးအရန်စောရကတက်လွန်းတယ်ဒါကိုဒီလိုထလှုပ်လိုက်လို့ပြောရင်အဲ့ဒါပြီးသွားပြီထလှုပ်လိုက်ရင်လွယ်လွယ်လေးဒါပေမဲ့အဲ့ဒါမဟုတ်ဟိုလိုလို့အောင်မလားဒီလိုလို့အောင်မလားဟိုလိုရောမရဘူးလားဒီလိုရောမရဘူးလားဒီလိုကဘာဖြစ်လို့ခိုင်းရတာလဲဟိုလိုကဘာဖြစ်လို့မခိုင်းရတာလဲအဲ့ဒါမျိုးလှုပ်ခဲ့မယ်ဆိုရင်ရောဘာဖြစ်မှာတော့ဆိုတဲ့ဒီလိုပုံစံမျိုးတွေဟာ เจ้ามาแล้วเป็นเสียริเสียมาเนี่ยไอ้หลูตะเป่ดิโอยังหย่นเลยไอ้มาแล้วเป็นมิบะเนี่ยไอ้หลูตาตะมิดิโอยังหย่นเลยไอ้တိုင်းပဲဇနီးနဲ့ခင်ပွန်းနဲ့ရှိတဲ့နေရာမှာလည်းပဲဇနီးဖြစ်တဲ့သူဟာအဲ့ဒီလို critical thinking ပုံစံမျိုးနဲ့စကားတွေအမျိုးမျိုးစောရကတက်တယ်ဆိုရင်အဲ့ဒီအိမ်တော်ကြီးကမကြောက်ကွဲသွားရောအဲ့တော့ဒါဟာဘာလဲဆိုရင်ဒီစောရကမတရားတက်လွန်းနေဆိုတဲ့အခါကြာလို့ရှိရင်လည်းပဲဒါဒါပျက်စီးခြင်းရဲ့ဒါလမ်းစာပဲအဲ့ဒီကြောင့်မလို့ critical thinking ဆိုတာက အရန်အရေးကြီးတဲ့ကိစ္စတွေမှာစဉ်းစားတယ်အဲ့ဒါမျိုးကဖြစ်တယ်ကြားတယ်အရန်အရေးကြီးတဲ့ကိစ္စတွေမဟုတ်ဘဲနဲ့တိုလီထွားလီတွေအားလုံးမှာလည်း critical thinking ဆိုတဲ့ပုံစံမျိုးတွေဒီနေ့အစ္စရေးလူမျိုးတွေကြည့်ကြည့်လိုက်လေကဘာတကူလုံးကိုသူတို့ချဲလဲခြင်းနဲ့အုပ်ချုပ်ခြင်းနဲ့သူတို့လက်တဆုပ်စာလူစုစုနဲ့အဲ့လိုအုပ်ချုပ်ခြင်းနဲ့ဆိုပြီးတော့သူတို့ဒီ critical thinking နဲ့လုပ်တယ်ဆိုပေမဲ့လည်းနေရာတကာမှာအရန်လွဲနေတာပဲအခုပါလက်စတိုင်းကိုသူတို့တက်ပြီးတော့မှတိမ့်နေတိမ့်နေဆိုပေမဲ့လည်းပဲသူတို့ကတော့ special ပြင်ဆင်ပြီးလာတယ်ဟိုဘက်ကမူဂျာဟစ်တွေကထုတ်လိုက်တယ် RPG တလုံးတလုံးနဲ့က ဟိုသူတို့ရဲ့တန်ကြပ်ကကားတစ်စီးတစ်လုံးကိုတစ်စီးပဲတစ်ချက်ပြင်တစ်စီးကြည့်တယ်အဲ့တော့သူတို့ critical thinking နဲ့အရန်လေးလာဆင်ကျင်ပြီးတော့မှလှုပ်လာပေမဲ့လည်းပဲသူတို့ရဲ့တန်ကြပ်ကကားတွေဟာကဘာမှာအမေရိကန်တော်မတုံးနိုင်သေးတဲ့အဲ့ဒီလို special တန်ကြပ်ကကားဒါပေမဲ့အဲ့ဒီအရာသူတို့ critical thinking နဲ့အဲ့ဒီလိုမျိုးတိဆောက်ခဲ့တယ်ဒါပေမဲ့ဟိုဘက်ကတစ်ချက်ကလေးပြည့်ုံတဲ့တွင် ပြည့်စည်းကုန်တယ်အဲ့တော့ဘယ်အရာမှအရန်ကြီးကို over ဖြစ်မလဲ ့ over ဖြစ်ပြီဆိုတဲ့အခါကျရင်အဲ့ဒီမှာဟာခွက်တွေအရင်များမှာပဲဒေါက်တာရာကျွန်တော်တို့ဒါတွေဟာနားလည်ထားတဲ့အရာတခုပဲအဲ့တိုင်းပဲကျွန်တော်တို့ဒီဖေမြင့်ဘာသာပြန်ထားတဲ့ baby လုံးမှာအချမ်းသာဆုံးပုံကိုဆိုတဲ့စာအုပ်ကိုဒီနေ့တော်တော်များများစီဝါရေးလောက်တဲ့သူငယ်တွေတော်တော်များများအဲ့ဒီစာအုပ်ဖတ်ကြတယ်ဖတ်ကြပြီဆိုတဲ့အခါကျရင်လည်းနေရာတကာမှာအဲ့ဒီစကားပဲတွေ့ရမှာဟိုလိုမဖြစ်ဘူးလားဒီလိုမဖြစ်ဘူးလားဟိုဟာဟိုလိုလုပ်လို့မရဘူးလားဒီဟာဒီလိုလုပ်လို့မရဘူးလားဟိုလိုဖြစ်ရင်ရောဘယ်လိုဖြစ်မှာလဲဒီလိုဆိုရင်ရောဘယ်လိုဖြစ်မှာလဲဆိုတဲ့ တအုပ်လုံးမှာအဲ့ဒီအတွေးဟော်တွေပဲလွှမ်းမိုးနေတာအဲ့တော့ဒီဟာတွေကဘာလဲဆိုတော့အစ္စရေးလူမျိုးတွေကျင့်သုံးခဲ့တဲ့ဖော်မြူလာတွေဒီကမ္ဘာမှာအအောင်မြင်ဆုံးဖော်မြူလာတွေပါဆိုတော့ဟာကြီးကို highlight လုပ်ချင်တာဒီဒီအချက်ကိုပဲ highlight လုပ်ချင်လွန်အားကြီးတဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားသေးလဲဆိုရင်ဒီစာအုပ်ကိုဖတ်ပြီးသွားလို့ရှိရင်လူတွေကလောဘတွေမတရားထလာတယ်ထလာပြီးလို့ရှိရင်တော်တော်များများလူတွေပြောကြတယ်ကျွန်တော်တို့ဘေးဘီလုံးမှအချမ်းသာဆုံးပုံကိုဖတ်တယ်ဖတ်ပြီးသွားပြီးဆိုရင်ကျွန်တော်တို့ကလှုပ်လှုပ်ချင်တဲ့စိတ်တွေမတရားဖြစ်လာတယ်ဖြစ်လာတော့ကြောင်ကျွန်တော်တို့ထလှုပ်တယ်ထလှုပ်ပြီးတဲ့ကကြာရင်တကယ်တမ်း ဟုတ်ဒီပါတီဖြစ်မလာဘူး။အဲ့တော့ဟုတ်ဒီပါတီဖြစ်မလာဘူးဆိုတော့ကြာလာတော့ကြာတော့စိတ်ပြက်လာပြီးတော့မှဒီစာအုပ်ထဲမှာပါတဲ့ဖော်မြူလာတွေကိုကြာလာရင်လူကဘာဖြစ်လာလဲဆိုတော့ဒိဗေမရှိတာတွေပါကွာမင်းတို့ကလည်းဆိုပြီးတော့အဲ့ဒါတွေဖြစ်လာတယ်။ဒါတော်တော်များများလူတွေမှာအဲ့ဒီပြဿနာဖြစ်ကို ဖြစ်နေတာ။ကျွန်တော်တို့လည်းအဲ့ဒီစာအုပ်ဖတ်ခဲ့ရဘူးလေ။ဖတ်တဲ့အချိန်မှာလူရဲ့စိတ်ထဲမှာဖြစ်လာနေတဲ့ခံစားချက်တွေအဲလှုံ့ဆော်ချက်တွေကပုံစံတစ်မျိုးဒါပေမဲ့တကယ်ထားလို့ပြီဆိုတဲ့အခါကျရင်အဲ့ဒီလိုဖြစ်ခြင်းမှလည်းဖြစ်တာ တခါတချို့တချို့လူတွေအတွက်ကိုတခါတလေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အမြဲတမ်းမဖြစ်ဘူးအဲတချို့တချို့လူတွေအတွက်အဆင်ပြေတယ်ဆိုတိုင်းတလောကလုံးကလူတွေအတွက်အဆင်ပြေမယ်ဆိုတာမျိုးကြီးရတယ်အတိတ်ပဲမရှိဘူးအဲ့ဒီတိုင်းပဲဒီနေ့ကျွန်တော်တို့ကဘာတကူလုံးမှာရှိနေတဲ့ချမ်းသာနေကြတဲ့သူတွေကအဲ့ဒီဖော်မြူလာတွေကိုမကျင့်သုံးမဲ့ချမ်းသာလာကြတဲ့သူတွေလည်းအများကြီးရှိနေကြတာပဲအဲ့ဒီတော့ကြောင့်မလို့အဲ့ဒီလို critical thinking နဲ့စဉ်းစားရင်စဉ်းစားရင်စဉ်းစားရင်လည်းလူကအတွေးတွေလွန်တဲ့အတွက်ကြောင့်မလို့အရှိကိုဘာမှဆက်လုပ်လို့မရတော့လမ်းကြောင်းတွေအကုန်လုံး ပိတ်ကုန်တယ်အဲ့ဒါကဘေဘီလုံးမှာအချမ်းသာဆုံးပုံကိုဆိုတဲ့စာအုပ်ကိုဖတ်တဲ့လူတွေအများစုဟာဒီအချိန်တွေမှာအလုံးမြင်ထားပြီးသားပဲဖြစ်တယ်အဲ့ဒါကြောင့်မလို့ဘယ်အိမ်တအိမ်မှာအဲ့တိုင်းပဲဘယ်လူတယောက်ဟာအရန်စောရကတက်လွန်းတယ်အရန်အယိုးများတယ်ချီးခါတယ်ဆိုပြီးပေတိခောက်လွန်းတယ်စာဖတ်လွန်းတယ်ဆိုပြီးတော့အဲ့ဒီလိုလုပ်မလဲလုပ်တယ်ဆိုရင်အဲ့ဒီလူဟာပေါဝန်ချင်းမှာလူ ग्वा စာပဲဖြစ်သွားတော့တယ်။ဣစရိလူမျိုးဟာလည်းဒီပုံစံအတိုင်းပဲကဘာမှာကွာလူ ग्वा စာပဲဖြစ်နေတာပဲ။ အဲ့တော့တို့တို့အခုလက်ရှိမှာဖြစ်နေတဲ့ပုံစံတွေဟာအားလုံးဟာတပ်ပန်တော်မူဆတဲ့ဆလမ်မြတ်ခင်မှာကြတဲ့ကွာဒီပုံစံတွေလောက်ခဲ့ကြပြီးသားပဲအဲ့တော့တို့တို့ကနွားကိုဘယ်လိုဖြစ်ရမှာလဲလို့မေးတော့အလဘက်ကနေချပေးတယ်နွားဒီမအိုရဘူးမရမ်းလည်းမဖြစ်ရဘူးမအိုနဲ့မရမ်းနဲ့နှစ်ခုရဲ့ကြားထဲကနေပြီးတော့မှအဲအလက်အလက်ဖြစ်ရမယ် အဲ့တော့အဲ့လိုပြောလိုက်တဲ့ဟာလည်းမပြီးသေးဘူးမပြီးသေးဘဲနဲ့တို့ကစောရကထတ်တက်တယ်။ဟောလူအဲ့တော့အစ္စရေလလူမျိုးတွေကတမန်တော်မူဆာကိုထပ်ပြီးတော့ရှောက်ထားတဲ့ဥဒူလနာရဘက်ယဘယလနာမာလောနူဟာအယောင်ကရောဘယ်လိုဖြစ်ရမှာလဲ။ဆိုပြီးတော့အဲ့လိုပုံစံထပ်ပြီးတော့ဒွာတောင်းပေးပါအောင်အယောင်ကရောဘယ်လိုဖြစ်ရအောင်မှာလဲတဲ့ဆိုပြီးပြောအဲ့တော့နမတကောင်သွားတက်လိုက်ပါလို့ပြောရင်လွယ်လွယ်လေးဈေးကွက်ထဲကနေနမတကောင်ဝယ်လိုက်ဝယ်ပြီးတော့လို့ရှိရင်အလက်အလက်တကောင်ကိုတက်လိုက်လို့ရှိရင်အလုတ်ကပြီးနေပြီ။ ဒါပေမဲ့အဲ့ဒါကိုအဲ့ဒီလိုတွေစောရကတက်တယ်။ဩလာအဲ့ဒီချိန်မှာတမန်တော်မူဆာအလိစလမ်ကအလ္လာဟ်စီမှာဒူအာတောင်းတယ်။တောင်းတော့အလ္လာဟ်ဘက်ကဝဟီကြတယ်။အင်နဟူယကူလူအလ္လာဟ်ဘက်ကနေဘာချပေးတယ်လဲဆိုတော့အင်နဟာဘဂရာတုန်ဆဖရာဝဒီနမတ်ဒီအဝါဒီနမတ်ဒီအဝါယောင်တောက်တောက်ဖြစ်ရမယ်။ဖာဂီဥလောနူဟာပြီးလို့ရှိရင်သူ့ရဲ့အယောင်ဒီဖိတ်ဖိတ်တောက်ရမယ်။တဆရွန်နာဇီရင် အရန်တောက်လုံးအားကြီးတာမျိုးလည်းမဖြစ်ရဘူးကြည့်တဲ့သူတွေဘက်ကနေပြီးတော့ကြည့်ရင်လည်းကြည့်ပြော်ရှုပြော်ပုံစံမျိုးဖြစ်ရမယ်ဆိုလိုလားခရွင်းတွေ့ရမယ်အဲ့တော့အနေထားအဲ့လိုအလေအလက်တန်းစားတကူဖြစ်ရမယ်အဝါတော့တောက်ရမယ်ဒါပေမဲ့ကြည့်လို့ရှိရင်ကြည့်တဲ့သူဘက်ကနေပြီးတော့မှကြည့်ပြော်ရှုပြော်ရှိရမယ်ဆိုပြီးတော့ဒီလိုမျိုးပြောအော်ဒါအယောင်ကဏပြောလိုက်ပြီးပါပြီအယောင်ကဏပြောပြီးသွားတဲ့အခါမှာလည်းပဲတို့ကဒါလည်းမပြီးသေးဘူးမပြီးသေးဘဲနဲ့ပါဆက်ပြောတယ်ဟောလူဒူလနာရဘကယူဘယ်လနာမာဟီ တို့ကဆက်ပြောတယ်အိုတမန်တော်မူစာတဲ့အလစီမှာဒူအာလေးထပ်ပြီးတော့တောင်းပေးပါအောင်အဲ့ဒီနွားကအဲ့ဒီနွားနဲ့ပတ်သက်ပြီးတော့ထပ်ရှင်းပြပေးပါအောင်နဲ့အဲ့ဒီနွားကဘယ်လိုနွားမျိုးဖြစ်ရအောင်မှာလဲအခုနအယောင်ကဘယ်လိုဖြစ်ရမှာလဲအရွယ်စားကဘယ်လိုဖြစ်ရမှာလဲပြီးသွားပြီအခုကဘယ်လိုဖြစ်ရမှာလဲကြံရင်လက္ခဏာဘယ်လိုရှိရမှာလဲဆိုပြီးတော့တခါထပ်မေးပြန်ရောမေးတော့အလောရှင်မြတ်ဘက်ကနေဝဟီချပေးတယ်အင်နလ်ဘကသူတို့ကဆက်ပြောတဲ့ဇာတ်ကမပြတ်သေးဘူးအင်နလ်ဘကရာတရှာဘာဟာအလိုင်းနာအဲ့တော့ တမန်တော်မူစာပြောတဲ့နာနမအတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အဲ့လိုနာမမျိုးတွေရှာတာစင်တူယိုးမတွေအရင်များနေတယ်တဲ့ဆိုပြီးအဲ့တော့ဒါဟာသူတို့ကိုယ်တည်တွင်ကိုတူးနေတာပဲအဲ့စင်တူယိုးမတွေတည်းကတကောင်ယူပြီးတော့လီးလိုက်လို့ရှိရင်အလုတ်ကပြတ်သွားပြီအဲ့ဒါကိုအဲ့လိုမျိုးမလုပ်ဘူးမလုပ်ဘဲနဲ့ပါပြောလဲကျွန်တော်တို့ပါဖြစ်နေပြီလဲ ဒီနမတွေဒီလိုမျိုးပုံစံဒူနမတွေကအရင်များတော့ကျွန်တော်တို့ခေါင်းတွေခြောက်နေပြီတဲ့ဟောအင်နာအင်ရှာအလ္လာဟူလမုဟ်တဒွန်အကေခမရတာအလ္လာဟ်စီမှာအဲ့ဒီလိုတေးသေးကြမေးပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လမ်းမှန်ရောက်တော့မှာပါဆိုလိုတာကျွန်တော်တို့ လှုပ်လို့ရတော့မယ်နီးလန်းကိုကျွန်တော်တို့မြင်တော့မှာပါတဲ့ဆိုပြီးတော့ဒီလိုပုံစံမျိုးပြန်ပြောတယ်ပြန်ပြောတဲ့ချိန်မှာကောလာတမန်တော်မူဆာအလိုင်စလမ်ကမိတ်နေအင်နဟူယကူလူအဲ့တော့တမန်တော်မူဆာအလ္လာဟ်ဆီမာဒူအာတောင်းတယ်တောင်းတော့အလောရှင်မြတ်ကနေဝဟီပြန်ချပေးတယ်ဝဟီပြပေးတော့ဗာချပေးလဲအင်နဟူယကူလူအလောရှင်မြတ်ကမိတ်တော်မူတယ်အင်နဟာဘကာရတုလ္လာဇလူလွန်တူသီရူလ်အာရဒဝလာတက်စကီလ်ဟာရသာဒီနမဒီဘယ်လိုနမဖြစ်ရမလဲဆိုလို့ရှိရင်အခိုင်ခံထားဘူးတဲ့ခိုင်နွားမဖြစ်အောင် အခိုင်ခံထားမှုတဲ့နော်မမျိုးမဖြစ်ရဘူးဆိုလိုတာဘယ်လိုကိစ္စတွေမှာခိုင်ခံရမှာလဲလဲထွန်မှုတာမျိုးလည်းမဖြစ်ရဘူးထွန်ထားပြီးသားလဲထဲမှာရေသွင်းပေးမှုတဲ့နော်နမမျိုးလည်းမဖြစ်ရဘူးဆိုလိုတာဒီနမဒီလဲထွန်တာတို့ရေသွင်းတာတို့ဆိုတဲ့အဲ့ဒီလိုမျိုးခိုင်းထားတဲ့ကိစ္စတွေမဖြစ်ရဘူးမုဆလမတုလာရှိယာတာဖီဟာအာသူ့ဘုံမှာဘာမှမှဲ့စွန်းထားတဲ့ဟာမျိုးအဲ့လို မဲ့တပြောက်မှာစွန်းထားတယ်ဆိုတာမျိုးလည်းမရှိရဘူး။အရန်ကြီးဟိုဘက်နားထိထားတယ်ဒီနားရှာထားတယ်ဆိုတဲ့အဲ့ဒီလို normal မျိုးလည်းမဖြစ်ရဘူး။ဆိုတော့ဒါက6ပြည့်ကင်တဲလဲစင်နမဖြစ်ရမယ်ဆိုပြီးပြောတယ်အော်အဲ့လိုပြောပြီဆိုတော့ကြတော့မှဟောလူသူတို့ကပြန်ပြေတယ်အလအာနာဂျီအတဘီလ်ဟောက်ဟာခုမှခင်ဗျာ point ကြကြပြောတာဆိုပြီးတော့ဒီလိုမျိုးပြောတာ ဆိုလိုတာတမန်တော်မူဆာအလ္လာမ်ကိုသူတို့ကပြန်ပြီးတော့လှောင်တယ်လို့လို့ပုံစံမျိုးနဲ့ပြန်ပြောသွားနေတယ်။ခင်ဗျားပထမပြောတော့မရှင်းသေးဘူး။ခုမှတည်တည်ကြကြခင်ဗျားရှင်းအောင်ပြောလိုက်တာတဲ့ဆိုပြီးတော့အဲ့လိုမျိုးပြောတယ်။ပြောပြီးတော့ပြောလဲ Father Bahruha wa ma kadu yaf'alun အဲ့တော့သူတို့သွားကြတယ်။သွားပြီးတော့အဲ့လိုနမမျိုးကိုရအောင်လိုက်ရှာတယ်။ရှာတော့အဲ့လိုနမမျိုးတွေ့တယ်။တွေ့တော့ကြတော့အဲ့ဒီနမဘလောက်ထိအောင်ဈေးကြီးတယ်လဲဆိုလို့ရှိရင်သူတို့တော်တော်ရှာရခက်သွားတယ်။ ဟိုအင်္ဂါရက်နဲ့ညင်ဒီအင်္ဂါရက်နဲ့မညီဘူးဒီအင်္ဂါရက်နဲ့ညင်ဟိုအင်္ဂါရက်နဲ့မညီဘူးမညီတဲ့အတွက်ကြောင့်တို့ကနွားရှာရတာအယမ်းရှာရခက်သွားတယ်ခက်ပြီးတော့မှအဲ့ဒီလိုနမမျိုးတစ်ကောင်တွေ့တယ်တွေ့တော့ကြတော့အဲ့ဒီလိုနမမျိုးကိုပိုင်ရှင်စီမှာဝယ်တဲ့ချိန်အဲ့ဒီပိုင်ရှင်ကကြတော့ဈေးကင်တော့ရောအဲ့တော့ဘလောက်ထိအောင်ဈေးကင်တယ်လဲဆိုလို့ရှိရင်တို့ကပြောတယ်ဒီနမောက်ကိုမင်းတို့လိုချင်တာလားဒီနမောက်ကိုလိုချင်တာကသူကတော့လုံးဝ6ပြည့်ကင်းသေးလဲစင်ဒါမျိုးမလွယ်ဘူး မလွယ်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ဒီကောင်ရဲ့တန်ကြီးကတော့ကြီးမယ်ဆိုပြီးပြောတယ်အဲ့တော့ဘလောက်ကြီးမှလဲဆိုပြီးတော့သူတို့ကမေးတယ်မေးတဲ့ချိန်မှာဟာဒီစော်ဒီမှာလာရတယ်အဲ့ဒီနမောက်ကိုသူတို့ဘလောက်နဲ့ဝယ်ခဲ့ရသေးလဲဆိုလို့ရှိရင်ဒီနမောက်ကိုမင်းတို့လှီးလိုက်လှီးပြီးသွားပြီဆိုရင်သူ့ရဲ့ခန္ဓာကအရေးပြအရေးဝင်ထွက်လာမှာအဲ့ဒီအရေးဝင်နဲ့အရေးဝင်ထဲမှာရွှေတွေငွေတွေပုံပြီးတော့ထည့်ပေးတယ် ဟုတ်ကဲ့ဒီအနမရဲ့ဒီအည်ကွန်ထဲမှာရွှေတွေငွေတွေဘလောက်ဝင်ဆန့်တယ်လဲဝင်ဆန့်တဲ့လောက်ပမာဏနဲ့မင်းတို့ဒီနွားကိုငါရောင်းပေးမယ်ဆိုပြီးတော့အဲ့လိုလိုပုံစံမျိုးနဲ့ရောင်းပေးလိုက်တယ်ရောင်းပြီးတော့တို့ခင်ဗျာအာဈေးကအရင်ကြီးလာကြီးလာဆိုပြီးတော့အဲ့လိုလိုမျိုးတွေတို့ပြောတယ်ပြောပေးမယ်လည်းပဲတို့လိုချင်တဲ့နမဒါပဲရတယ်နောက်ထပ်တခြားနေရာမှာလည်းရှာတာဒေါင်းတောင်းနေပြီဘလို့မမရမရတော့နောက်ဆုံးကျတော့ဒီဟာကိုပဲတို့ကမတန်တဆဈေးနဲ့အစပေါင်းမြောက်များစွာဈေးနဲ့တို့ဝယ်လာခဲ့ရတယ် အဲ့တော့နမတကောင်ကိုသူ့ရဲ့အည်ပြားကိုအည်ကွန်ခွာလိုက်ခွာပြီးတော့ဒီအည်ကွန်ထဲမှာဟောဗျာနော် ရွှေတွေငွေတွေထက်ဘလောက်ထိအောင်ဒီအည်ကွန်ထဲမှာစန့်မလဲစန့်တော့တော့တဆွဲပေါ့ဆွဲပြီးတော့မှဘလောက်စန့်နိုင်တယ်လဲစန့်နိုင်တယ်လောက်ပမာဏကိုပြည်နွားတကောင်ရဲ့တန်ကြီးဆိုတာဒီလောက်ဆိုတာဒါအတိတ်ပဲလုံးဝရှိကိုမရှိဒါပေမဲ့တို့တို့ဒီအဲ့ဒီလိုခဲရခဲစစ်လို့တဲ့ကြောင့်အလောရှိမက်ကတို့ကိုတန်ခတ်တဲ့အနေနဲ့အဲ့ဒီလိုပုံစံမျိုးနွားတကောင်နမတကောင်ကိုအဲ့လောက်တန်ကြီးပေးပြီးတော့ကိုဝယ်လာခဲ့ရတယ်။ဟောဝမာကာတူရဖာလုန် သူတို့ဟာလှုပ်ချင်တဲ့ပုံလည်းမပေါ်ကြအောင်ဆိုလိုတာဒီလိုမျိုးနှစ်ပါးကိုမင်းတို့ဇဘာလှုပ်ပါလဲလှီးပါလို့ပြောလိုက်တယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုလှုပ်ချင်တဲ့ဆန္ဒသူတို့မှမမြင်ရအောင်အဲ့တော့လှုပ်လို့တဲ့ဆန္ဒမရှိဘဲနဲ့သူတို့လှုပ်ချင်ရုပ်ကြတဲ့ပုံစံမျိုးတွေဖြစ်သွားကြအဲ့တော့ဒီနေရာမှာဒီအာရတေကနေပြီးတော့အဓိကသိရတာကဘာလဲဆိုလို့ရှိရင်ခုနပြောတဲ့ critical thinking 360ဒီဂရီပတ်လည်စဉ်းစားခြင်းဆိုတဲ့ဒီလိုအရာတွေဟာနေရာတကာတိုင်းမှာလုပ်နေမယ်ကိစ္စတိုင်းမှာလုပ်နေမယ်လူတိုင်းကိုအဲ့ဒီလိုမျိုးတွေသွားလုပ်နေမယ်ဆိုတဲ့အခါကျလို့ရှိရင်အဲ့ဒါဟာအဲ့ဒီလူဟာပတ်ဝန်းကျင်မှာဒီလူဟာသူများလူ ग् ွားစာဖြစ်လာလိမ့်မယ်အရန်ချင်းစရာကောင်းတဲ့လူတယောက်ဖြစ်လာလိမ့်မယ် တော့ဒါဣသရေလလူမျိုးတွေကအဲ့ဒီပုံစံတိုင်းပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီဣသရေလလူမျိုးတွေကခရစ်ယာန်တွေနဲ့အတူတူတွဲနေရင်လည်းတို့ကလူကွာစားတယ်ခရစ်ယာန်တွေကတို့ကအရန်နှာခေါင်းရှုပ်တယ်အဲ့ဒီတိုင်းပဲအစ္စလာမ်ဘာသာဝင်တွေနဲ့တွဲပြီးတော့နေပြီဆိုတဲ့အခါကျလို့ရှိရင်လည်းအစ္စလာမ်ဘာသာဝင်တွေတို့ကအရန်နှာခေါင်းရှုပ်တယ်အဲ့ဒီတိုင်းပဲဟို ရုပ်ထုကိုးကွယ်တဲ့လူတွေနတ်ကိုးကွယ်တဲ့သူတွေပေါဝန်းကျင်မှာသွားနေလို့ရှိရင်လည်းပဲဒီကောင်တွေကိုအမြဲတမ်းလိုလိုနှာခေါင်းရှုံတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအမြဲတမ်းကြင်စီနေတဲ့ရုပ်မာနေတဲ့ငါတို့ဒီကောင်တွေကိုဘယ်လိုပုံစံလုပ်ရင်ကောင်းမလဲ။ငါတို့လုပ်လိုက်တဲ့ပုံစံဘယ်လိုဖြစ်သွားမလဲဆိုတဲ့အဲ့လိုပုံစံမျိုးတွေ။အဲ့တော့စကားပြောတဲ့ပုံစံတွေကနီးလန်းမကြဘူး။စဉ်းစားတဲ့ပုံစံတွေကနီးလန်းမကြဘူး။အဲ့လိုမကြတဲ့အတွက်ကြောင့်မလို့ပေါဝန်းကျင်မှာသူတို့ဟာလူ بوا စားပုံစံမျိုးနဲ့ပဲအမြဲတမ်းဖြစ်နေတာကိုကျွန်တော်တို့တွေ့ရတယ်။